ကလေးတယောက်ပြေလွှာရင်းနဲ့တောကြီးမွေဟောင်းတကောင်ရဲ့အမိကိုတက်နေမိခဲ့တာကြောင့်အဒီမွေဟာဒေါ်ရထွက်ပြီးကလေးအနောက်ကနေလိုက်တာအင်ရှေးထီအောင်ကိုရောက်သွားခဲ့ပါတယ်။ งูเนี่ยไล่ตามมาถึงบ้านเลยพี่เซ็งก็တော့3ลาบาย17ရက်နေ့ကထိုင်းနိုင်ငံနာထဝီမြို့မှာရှိတဲ့မွေဖမ်းတဲ့အဖွဲ့စည်းတစ်ခုကိုအသက်44နှစ်အရွယ်မန်အလစ်ဆိုတဲ့အမျိုးသားတဦးမှရောက်လာပြီးအရန်ဆိုတဲ့မွေတကောင်ကိုဖမ်းပေးဖို့အတွက်အကူအညီတောင်းခဲ့ပါတယ်။အဲ့ဒီမွေတောင်းချမ်းနေတဲ့ရွာကတော့နာထဝီမြို့ခလောင်ကွန်ကြီးရွာမှာဖြစ်ပြီးဖြစ်ပုံကိုမန်အလစ်ဆိုတဲ့အသက်44နှစ်အရွယ်အမျိုးသားပြောပြတာကကျွန်တော်ရဲ့တားငယ်အိမ်ရှိမှရှိတဲ့မြေကွက်ထဲကမျက်ခင်ထဲမှာပြေးလွှာဆော့ကစားနေရင်တော်ကြီးမွေဟောက်တကောင်ရဲ့အမိကိုတက်နေမိခဲ့တယ်။အဲ ဲအချိန်မှာမွေဟာဒေါ်ရထွက်ပြီးတားဖြစ်သူအနောက်ကနေပြေးလိုက်တာအင်ရှိထီအောင်ကိုရောက်လာခဲ့တယ်။အင်ရှိကိုရောက်တော့အဒီမွေဟာအင်ရှိမှာရက်ထားတဲ့ကျွန်တော်ကရဲ့စက်ကောင်ထဲမှာဝင်ခိုနေခဲ့တယ်။ တကယ်လို့သားအဒီမွေကားထဲဝင်တဲ့အချိန်ကိုဘယ်သူမှမတွေ့ခဲ့ဘူးဆိုရင်တော့အဒီမွေဟာကျွန်တော်အိမ်သူအိမ်သားတယောက်ယောက်ကိုတေချာပေါင်းပေါက်မှဖြစ်တယ်။အဲဒါကြောင့်မွေဖန်းတဲ့အဖွဲကိုလာပြီးအကူအညီတောင်းတာဖြစ်တယ်လို့မန်အာလစ်ဆိုတဲ့အမျိုးသားမှပြောပါတယ်။ဒီလိုနဲ့မွေဖန်းတဲ့အဖွဲစီမှာမန်အာလစ်ဆိုသူနဲ့လိုက်လာခဲ့ပြီးကားထဲမှာဝင်ခိုနေခဲ့တယ်။တော်ကြီးမွေဟောက်ကိုဖမ်းဖို့အတွက်ကားရှိဖုံကိုဖွင့်လိုက်တဲ့အခါမှာတော့ အကောင့်တော်တော်လေးကိုကြည်တဲ့တော်ကြီးမွေဟောင်ဟာကာဆက်ရဲ့ဂျောင်းဂျူဂျောင်းကြားဒီမှာရေပန်းနေနေတာကိုတွေ့ခဲ့ရပါတယ်။ဒီလိုနဲ့သူ့ကိုဖမ်းဖို့လုပ်တော်မွေဟာစက်ကြားတဲ့ကနေဟိုသွားတီသွားနဲ့နောက်ဆုံးကားရဲ့အရှိမီနာကိုရောက်တော်မှာတန်ကကြိန်းနဲ့ဆွဲထုတ်ပြီးမွေကိုဖမ်းဆီးခဲ့ရပါတယ်။နောက်ပြီးအဒီတော်ကြီးမွေဟောင်ရဲ့အရှိဟာ၃မီတာကျော်ကျော်လောက်အောင်ရှိတာကြောင့်မွေဖမ်းတဲ့အဖွဲ့စီမှသူ့ကိုမွေကုန်အိတ်ထည့်ထည့်ပြီးဘေးကင်းတဲ့တောအုပ်တစ်ခုထဲမှာသွားလွှတ်ပေးခဲ့ရပါတယ်။